ပန်းချိုရလက်မဖြစ်ပါစေနဲ့တမီးလေးရဲ့အဖေကပြောတယ်။ဟိုးအမေကတောင်းတန်းကြီးကဘာအယောင်လဲတမီး။ပြန်အောင်ပါဖေ။တေချာကြည့်ပါတမီးရဲ့အစိမ်းရောင်ပါ။အကွာဝေးရောင်အမြင်ပြောင်းလဲတတယ်လေ။ခုနားကဝါပင်ရဲ့ပြောဝါကြွေရရောတမီး။အဝါရောင်ပါဖေ။တချိန်ကတော့သူလဲစိမ်းရောင်ပဲတမီး။ကာလရွေလျားမှုအောက်မှာအတိအပြောင်းလဲနိုင်တယ်လေ။ ဒီစပါးကင်းကြီးကရောအာရုံလေးတမီအစဲရောင်မှာဖေနောက်တစ်ချိန်မှာတော့သူလည်းအဝါရောင်ဖြစ်လာလိမ့်မယ်ဖေကျမစကားကိုအဖေကပြုံးပြီးနားထောင်တယ်အေးဟုတ်တယ်တမီဘဲချင်လဲဆိုတော့ရင့်မဲ့တဲ့အချိန်မှာတမီလေးရဲ့ဒီနားမှာလေးစိမ့်လေးတိုက်နေရဲ့အင်းငယ်ရဆိုတမီလေးမအရာမရှိပါဘူးခေရဲ့အဖေကိုဆရာလုံးမိရဲ့ကျမစကား အတွေးစိတ်ကူးရဲရအယောင်ဟာခံစားမှုကြောင့်သူ့အလိုလိုဖြစ်ပေါ်လာနိုင်တဲ့တမိလေးဘဝဆိုတာကိုလွယ်လွယ်လေးလို့ဘယ်တော့မှမတွေးနဲ့တမိမလက်ခင်ဘာဖြစ်မလဲထိုင်ဆောင်ရတာထက်ဒီနေ့တော့မလက်ခင်ဘာလို့မလဲကြိုတင်ကြည့်စင်ထားတာအဖိုးထိုက်တယ်နဲ့လူသားကောင်းတယောက်ရဲ့အလုပ်ပဲတမိတမိကြီးငင်းဝင်လာတဲ့အခါဒရင်ပေါက်ကနေအပြင်လောကကိုကြည့်လိုက်တမိစိုက်ကားသမားတယောက်ရဲ့ခြေလုံးကျသွားမှာဒီသားစုပစ္စပောက်တွေအတွက်ရှေးတောက်မြစ်တွေနဲ့ မောင်စုမတယောက်ရဲ့အကျော်ကျော်နေတဲ့ဒုက္တမှာမိဘမေတ္တာအတွက်စိတ်ရင်းရင်းရဲ့အနာဂတ်အိမ်မက်တွေနဲ့အပြုံးမိရေခွန်အားထွန်တွဲလို့လောကရန်ကိုစီးချင်းထိုးခဲ့တဲ့ရည်ရတဲ့နှလုံးသားပိုင်းရှင်နေတဲ့ဘဝကိုအစီအရင်ရင်တွေ့ရနိုင်မယ်တည်းပညာတက်ချင်းပညာမတက်ချင်းထက် လူသားဆန်ဆန်မေတ္တာဟုန်ရွယ်ဝါစွာနဲ့ဘဝကိုရုန်းကန်နေရှာပြီးအထီးကန်အဖြစ်ပေးဆက်နေတဲ့ဗန်ပြိုလက်တွေကိုအတူယူပါတမိငယ်တည်း နောက်အချိန်မှအဖြစ်သမီးလေးဟာလူသားပြပြသတသမီးကောင်းတယောက်ဖြစ်လာနိုင်မှုအတွက်ပညာကိုအရင်ကြိုးပြီးဘဝအာဏာကိုရွှေ့လွှင့်တဲ့အခါဘယ်တော့ခါမှ natural လည်းမဖြစ်ပါစေနဲ့ဖေးဆူတောင်းမိပါတယ်တမီးလေးရဲ့မုံရင်ရေးသားသူအားကြီးစားပါဖြင့်ခွတ်တူပေးလိုက်ရပါရဲ့ရှင်။